Sky Daily ကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့တာမွေမျိုးနဲ့သတင်းစာဆရာအသင်းတာဝင်ပေးရပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံသတင်းစာဆရာအသင်းဗဟိုရဲ့ခွင့်ပြုချက်နဲ့မြန်မာနိုင်ငံသတင်းစာဆရာအသင်းရန်ကုန်တိုင်းရဲ့လမ်းညွှန်မှုနဲ့အတူ တောင်မွေမျိုးနဲ့သတင်းစာဆရာအသင်းမှဦးဆောင်ကတောင်မွေမျိုးနဲ့သတင်းစာဆရာအသင်းတာဝန်ပေးရပွဲအခမ်းအနားကို မေလ18ရက်နေ့လယ်တနာရီကတောင်မွေမျိုးနဲ့ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှကျင်းပပြုလုပ်ခဲ့ပါတယ်မြန်မာနိုင်ငံသတင်းစာဆရာအသင်းကို2022ခုနှစ်အောက်တိုဘာလမှစတင်ပြီးမြန်မာနိုင်ငံသတင်းစာဆရာအသင်းဖွဲ့စည်းပုံအခြေခံစည်းမျဉ်းစည်းကမ်းနဲ့အညီ ပဟုပြည်နယ်တိုင်းဒေသကြီးနယ်မြို့နယ်သတင်းစာစရာအသင်းအစဉ်အဆက်တို့ကိုဖွဲ့စည်းလာခဲ့တယ်လို့သိရပါဗယ်။ယခုအခါမှာစတုဒ္ဒအကြိမ်ညီလာခံတက်တန်2025 2028ခုနှစ်အတွက်အသင်းသားဆောင်ကြီးအစည်းအဝေးများကိုလည်းအလဲရွေးချယ်တင်မြှောက်တာဝန်ပေးရခဲ့ပြီဖြစ်သလိုအဆိုပါတာဝန်ပေးရခံရသူများအနေနဲ့ သတင်းမီဒီယာကိစ္စရပ်များဆောင်ရွက်ရာမှာစီမံညွှန်ကြားမှုပြုလုပ်နိုင်စေဖို့သတင်းမှန်များပေါ်ပေါက်လာစေဖို့အတွက်အသင်းသူအသင်းသားများဝိုင်းဝန်းအကြံပြုဆွေးနွေးနိုင်စေဖို့စရာတွေကိုရည်ရွယ်ပြီးအခုလိုကျင်းပရတာဖြစ်တယ်လို့သိရပါဗျာ မြန်မာနိုင်ငံသတင်းစာဆရာအသင်းဘိုးနဲ့တိုင်းရအမြတာဝန်ပေးချက်အရာကိုတို့တာဝန်ယူတဲ့သတင်းစာဆရာအသင်းတာဝန်ကိုဒီကနေ့ကိုတို့စတင်ပြီးတော့ထမ်းဆောင်มาဖြစ်ပါတယ်။ဒါတာဝန်ပေးရဖွယ်ဖြစ်ပါတယ်တက်လူကြီးတွေရဲ့တာဝန်ပေးရဖွယ်ကိုကိုတို့ကရုံးကြီးတာဝန်ပေးရတဲ့အတွက်စလုတ္တမန္တန်ဖြစ်တဲ့သတင်းစာဆရာဖွင့်ပြတိုးတက်ဖို့နဲ့စလုတ္တမန္တန်တိုးတက်ဖို့အတွက်ကိုကိုတို့သတင်းစာဆရာအသင်းရရင်ပြီးတော့နိုင်ငံတော်နဲ့ဥပေါင်းလက်တွဲပြီးတော့ဆောင်ရွက်သွားမှာပါ။ တင်နန်းကတော့ကိုတို့စီစဉ်ထားပါတယ်ကိုတို့မြို့နယ်အစဉ်မြို့နယ်ပြန်ဆယ်ရုံးနဲ့ပြန်ဆယ်ဦးစီးဌာနရုံးနဲ့ပူးပေါင်းပြီးတော့အခါအလောစာတင်နန်းလေးတွေပြုလုပ်သွားမယ်လို့ကိုတို့လုပ်ထားပါတယ်စီစဉ်နေဆွဲထားပါတယ်ကျွန်တော်တို့ဟိုစီမင်းစည်းကမ်းကတော့သတင်းမီဒီယာကောင်စီကထုတ်ပြန်တဲ့ဥပဒေစည်းကမ်းပါပဲကျွန်တော်တို့ကျွန်တော်တို့အနေနဲ့ထွေထိုးထုတ်ထားတာတော့မရှိပါဘူးမြန်မာနိုင်ငံသတင်းစာဆရာအတင်းမြန်မာသတင်းမီဒီယာကောင်စီရရင်ပြီးတော့ ထုတ်ပြန်ထားတဲ့ဥပဒေစီကံတိုင်းပဲလိုက်နာဆောင်ရွက်သွားဖို့ပဲတရင်သမားရှင်းဝင်တဲ့အညီဆောင်ရွက်ဖို့ပဲလိုပါတယ်ဒီကျွန်တော်နဲ့အခုလက်ရှိ9ဦးရှိပါတယ်ဒီ9ဦးဟာ2019နဲ့ကကျွန်တော်နဲ့အတူလက်တွဲပါဝင်လာတဲ့တရင်စာဆရာသမားတွေဖြစ်ပါတယ်ဟောသူတို့နဲ့ကတော့ထွေထူးပြောစရာမရှိပါဘူးကျွန်တော်တို့ကပူးပေါင်းပြီးတော့အရေးမီဒီယာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပူးပေါင်းပြီးတော့ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့အဖွဲ့သားတွေအားလုံးကိုလည်းကျွန်တော်ဦးဆောင်မှုအောက်မှာအားလုံး တက်တက်ကြောကြောနဲ့ပေါင်းဝင်နိုင်တယ်လို့လည်းကျွန်တော်ယူဆပါတယ်ဟုတ်ကျွန်တော်တို့ကတော့ဒီအသင်းအဖွဲ့ကို2019လောက်တည်းကနေပြီးတက်တက်ပေါင်းဝင်လာဖြစ်ပါတယ်ရှေ့မှာတော့ကျွန်တော်စီဝင်ရေးမှုနဲ့တာဝန်ထမ်းဆောင်ပြီးတော့ဟိုလက်ရှိမှာတော့ကျွန်တော်အသင်းမှုဒါလိုပြန်လို့ခန့်ရဖို့အတွက်ပြန်သွားတယ်ပေါ့နော်ဒါထဲမှာတော့ကျွန်တော်တို့ဟိုကိုဗစ်တည်နေနိုင်ငံရေးကာလဖြစ်နေတဲ့အတွက်ကျွန်တော်ဖြစ်တဲ့ခဏမဖြစ်ပြီးတော့အခုမှပြန်နေပြီးတော့ထမ်းဆောင်တဲ့အတွက်ကျွန်တော်အရင်ဝမ်းသာပါတယ် ကျွန်တော်တို့လည်းအခုညီလာခံလုပ်ဖို့ကြိုးစားနေကြရတယ်ပေါ့နော်။ဟိုဒီထက်လည်းပို့ပြီးတော့ဟိုအသင်းဝင်စီစီရေးတို့ပြီးတော့ကပ်ပြားထုတ်ပေးရေးတို့စသဖြင့်အရာကိုကျွန်တော်တို့ဒီချက်ပို့ပြီးတော့ကောင်းမောင်သတင်းအမှန်ရရှိရေးကိုလည်းကြိုးစားနေပါတယ်။ပြီးတော့ဟိုဘဟုကလည်းပူးစီးပြီးတော့သတင်းမီဒီယာနဲ့ပတ်သက်တဲ့အမှတ်စင်တွေထက်ပြီးတော့ဟိုသတင်းတွေဖွင့်နေသင်ကြားပေးဖို့လည်းလှုပ်ဆောင်နေပါတယ်နော်။ကျွန်တော်တို့အားလုံးဒီထက်ပို့ပြီးတော့အကောင်းဆုံးကြိုးစားပြီးလှုပ်ဆောင်ရမှာပါလို့တောင်မင်းမျိုးနဲ့သတင်းစာဆရာအသင်းတာဝန်ပေးရပွဲအခမ်းအနားမှာ မြန်မာနိုင်ငံသတင်းစာဆရာအသင်းဘဝဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမြန်မာနိုင်ငံသတင်းစာဆရာအသင်းရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမြို့နယ်အသင်းဝဲများမှတာဝန်ရှိသူများနှင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့တယ်လို့သိရပါဗျာ